assignment လုပ်နေရင်ね um derivative အကြောင်းကိုဘောပါဒီဟာရင်ဖွင့်အောင်ပါရှောက်လုံးနေပြ assignment လုပ်နေရင်ね derivative အကြောင်းကို um မြန်မာ banking မှာလုပ်နေတဲ့သူတွေကိုဒီအမေတချို့လူတွေတီးပြီးတီးပြီးသားလူတွေလည်းရှိမယ်မတီးရတဲ့လူတွေလည်းရှိမယ်ဒီတိုင်းပဲ အပြင်းပြင်းဗီဒီယို record လုပ်ပြီးတော့စမ်းကြည့်နေတာပေါ့နော်ဟိုဟာ YouTuber မဖြစ်ခင်မှာအာဒီအရင် raw video လေးပေါ့ maybe i hope you guys get some knowledge um okay ဒီနေ့က derivative အကြောင်းပြောပြခြင်းနေပေါ့နော် derivative အောက်မှာက um product တွေအများကြီးရှိရယ်ကွာအဲအောက်မှာ uh, options တွေရှိရယ်ပြီးလို့ရှိရင် option မှာမှာ call option put option ဆိုပြီးတော့ရှိမယ်ပြီးတော့နောက်တစ်ခုကကြတော့ future contract တွေရှိမယ်ပြီးရင် forward contract တွေရှိမယ်ပြီးတော့နောက် swap တွေရှိမယ်မြန်မာမှာတော့အဲ့ဒါကိုတိတ်ပြီးတော့အမ်တိတ်ပြီးတော့မဟုတ်ဘူးအဲ့ဟာအတွက်လဲ policy မရှိသေးဘူးလို့တော့ထင်တာပဲဟိုတိရတိလောက်ဖူးတက်လောက်ပေါ့နော်ပြီးတော့နောက် ဟို practice လည်းတိတ်မရှိဘူး investment တမားရလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့တိတ်ပြီး practice လုပ်တာတိတ်မရှိသေးဘူးဆိုတော့ဒီဘက်မှာကတော့အာနောက်နေ့ကျမှအဲ့ဒါကိုတော့ထပ်ထပ်ပြီးတော့အဲ့ဒါဗီဒီယိုတစ်ခုလေးထပ်ပြောမယ်ပေါ့နော်။အော်ဒီကမှဆိုရှင် finance ကအများ finance တွေအများကြီးရှိရကွာ။ aviation finance တို့ sustainable finance တို့အဲ့ဒါတွေကတော့ဟို finance မှာအတိထက်ခွဲလာတဲ့ဟာတွေပေါ့ sustainable finance ဆိုလို့ရှိရင်တော့အခုမြန်မာမှာလည်းစပြီးတော့ခေတ်စားနေပါပြီဟိုဟို ESG loans တို့ green deposit တို့အစရှိတဲ့ဖြစ်ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့တခြားနောက်တစ်ခုထပ်ပြီးရှင်းပြရမှာเนาะ aviation finance ကတော့ဟိုဝန်ကိုယ်တိုင်ကတော့ဒီကောင်းမှာ တည်တာအခုမှဟော aviation finance ကဘာတွေလုပ်တာလဲပေါ့အဲ့လိုမျိုးဆိုတော့ aviation finance မှာဒီ call option တို့ put option တို့ hedging လို့ပေါ့နော်အဲ့ဒါတွေကတအားလုပ်တယ်အမ်ဒီဒီနေ့ပဲ research paper တစ်ခုဖတ်တယ်အဲ့မှာ US နဲ့ ယူရိုပနဲ့အေရှားနဲ့ပေါ့နော်အဲ့မှာဆိုရင် hedging ဒီ aviation finance မှာဘာအဓိကလုပ်လဲဆိုဒီ fuel တွေ oil တွေအဲ့ဒါတွေကိုဒီ hedging လုပ်တဲ့ဟာပေါ့ဘယ်နိုင်ငံကအများဆုံးလုပ်လဲဆိုတော့ surprisingly ပဲအာယူရိုပကတအားလုပ်တယ် more than like above 60% they practice for hedging ကိုအတိလာဆိုဒီ US ကတော့ between like 30 to 50% they do it asia ကတော့ လုတ်တဲ့နိုင်ငံက gas လုတ်တီးလို့ရရဲ့လောင်းကစားချိုက်တဲ့နိုင်ငံတွေလို့ပဲပြောလို့ရမှာမသိဘူးเนาะ China ပေါ့ China China Chinese China China airline လုတ်တယ်ပြီးတော့ Singapore လိုက်20%လောက်လုတ်တယ်အဲ့လိုဆိုတော့ဒီမှာဆိုလို့ရှိရင် aviation finance ကိုလာတတ်တဲ့ចောင်းသားတွေကတရုတ်တွေအများကြီးတယ်ဆိုတော့ဆက်စားခြင်းတိတ်နားမလည်ဘူးပေါ့เนาะ innovation finance ကိုဘာကြောင့်များတက်ကြရလဲပေါ့ဆိုတော့အခုတဖြည်းဖြည်း study လုပ်နေနေမှာပဲ chinese တွေဘာကြောင့် innovation finance ကိုကြိုက်လဲဆိုတော့သိလာရပေါ့နော် so okay let's go back to our main topic ဒီမှာဆိုလို့ရှိရင်အမ် call option ကဘာလဲ put option ကဘာလဲပေါ့နော် call option ကတော့ရိုးရှင်းတယ်ကွာသူက you have right to buy a stock at a set price and a price ကိုတော့ strike price လို့ခေါ်ရပေါ့နော်ဆိုတော့ဟိုဒီဟာက call option ကထားပါတော့ကိုရဲ့အဲကိုဝယ်မဲ့ share ပေါ့ share ကထားပါတော့တက်ဖို့အဲတက်ဖို့မျှော်လင့်တယ်ဥပမာ Apple ပေါ့ Apple ဆိုလို့ရှိရင် September 9ရက်နေ့ဆိုလို့ရှိရင် September 1st week or second week လောက်ဆိုလို့ရှိရင်အများအားသူတို့ product တွေကို announce လုပ်ဖို့ရှိတယ်။ပြီးလို့ရှိရင်ကြားထဲမှာလည်းတချို့ product တွေဒါမှမဟုတ်ရှင် news တွေပေါ့ဒါမှမဟုတ် management changes တွေရှိမယ်လို့ဆိုလို့ရှိရင်တက်ဖို့အလားအလာမြင်ရောင်းနေရဆိုလို့ရှိရင်ကိုကဒီ share ကိုဒီ call option နဲ့အာ fix လုပ်ထားလိုက်လို့ရရပေါ့နော်။ဒါပေမဲ့ကိုကမဝေချင်လည်းရရတယ်။ ဥပမာ share ကအဲ100နဲ့အခုလောလောဆယ်ဈေးရှိနေတယ်ပေါ့ spot price က100ဆိုပါဆိုဒီမှာတော့အဲ share share price ကို90နဲ့အခုခဏလောက်ပြထားရယ်ပေါ့နော်ဆိုတော့ share price ကိုအာထားပါတော့90ပေါ့ share price ကို90နဲ့ကိုက um ဒီ strike price ကို90နဲ့လုတ်ထားတယ်ဆိုတော့ share price ကအခု spot price က90ဖြစ်နေတယ်အဲ့လိုဆိုလို့ရှိရင်တော့ of course like we gonna buy it on the market price right 15ဟဲ့ပဲဝယ်မှာပေါ့ဒါပေမဲ့ထားပါ September မှာ Apple က product တခု announce လုပ်လိုက်တယ်အဲ့ချိန်မှာ share price ကတရာကိုတက်သွားတယ်အဲ့ခါကျလို့ရှိရင်ကိုကလွယ်လွယ်ကူကူပဲဒီ strike price နဲ့50နဲ့ဝယ်လိုက်လို့ရတယ်ဒါပေမဲ့ strike price နဲ့ဝယ်မယ်အဲ့လိုရှိရင်ဒီဟာတွေရောင်းပြီးဘာဘလို့ဘလို့မျိုး benefit ရမှာလဲဆိုလို့ရှိရင် premium g ကိုပေးရမယ် premium g က on the spot ပေးရမယ် ဒီ90နဲ့ဝယ်ဖို့အတွက်ကို premium ကြီး5 dollars or 5 euro whatever ပေါ့နော်အဲ့ဒါအဲ့ဒါပေးထားရမယ်အဲ့လိုဆိုတော့တကယ်လို့များကိုကတော့ထင်တာကအမ် stock price ကတရားကိုတက်သွားမယ်လို့ထင်တယ်အဲ့ဒါကြောင့်မလို့အဲ90ရန်90ဟိုထပ်မတော့အခုလောလောဆယ်မှာ40ဖြစ်နေရေ40ဖြစ်နေရဲ့ဟာကို strike price ကို90နဲ့ပေးပြီးဝယ်ထားတယ် premium ကြီးကလည်း၅ချက်ပို့ပြီးပေးထားတယ် အဲ့လိုဆိုလို့ရှိရင်ကိုကပြောရမယ်ဆိုအခုလောလောဆယ်မှာတော့ loss ဖြစ်နေရယ်ဒါပေမဲ့တကယ်လို့များ share price ကချက်ချင်း like within a day မှာ share price တွေကအပြောင်းလဲဖြစ်နေရည်လည်းရှိရယ်လေဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့ဒီဟာကိုဟိုဘယ်လိုခေါ် practice လုပ်မယ်ဆိုလို့ရှိရင် profit ရနိုင်တယ်ပေါ့နော်ဒါပေမဲ့အကြောင်းလျော်မနေဘဲနဲ့ share price က90ထဲကျသွားရင်တော့ loss ဖြစ်ပြီပေါ့ ဆိုတော့အဲ့ဒါကအမ် call option ပေါ့နော် call option ကကြတော့ကိုက right to buy ဒီ stock price ကိုအာဒီ amount နဲ့ strike price နဲ့ဝယ်လို့ရတာ put option ကကြတော့သူ့ရဲ့ opposite put option ကကြတော့ဒီ amount နဲ့ရောင်းလို့ရတာဥပမာကိုက90နဲ့ဒီဟာကို fix လုပ်ထားရကွာဒါပေမဲ့ဒီ price ကဒီဈေးကကျဖို့ရှိရလို့အလားအလာထင်နေရဆိုလို့ရှိရင် 50နဲ့ကိုက put price put ကို um put option contract ကိုဝယ်ထားတယ်အဲ့ဒါဆိုရင်ကို stock က50ထက်ကျသွားမယ်ဆိုလို့ရှိရင်ကြတော့ကိုကမြတ်ပြီဥပမာဒီမှာဆိုလို့ရှိရင်50ကွာ premium ကြီးရဆိုတော့5ချက်ဆိုတော့55ပေါ့တကယ်လို့များ40ဖြစ်သွားမယ်ဆိုလို့ရှိရင်40 minus 55ဆိုလို့ရှိရင်အဲ့ဒါကအမြတ်ပဲကိုအတွက်ဆိုတော့အာဒါကတော့ long option ပေါ့နော်အဲ sorry put option ပေါ့အဲဒီမှာ short and long ရှိရဲအဲ့ဒါကနောက် channel တစ်ခုနောက်ထပ် video တစ်ခုမှာအဲပြောပြမယ်ထားပါတော့ကိုက um option call option ကိုဝယ်ထားတယ်ဒါပေမဲ့အဲရှုံးတော့မယ်လို့ထင်ရင်ပြန်ရောင်းမှုလောက်တာပေါ့ arbitrage လောက်တာပေါ့เนาะဆိုတော့အဲ့ကိစ္စကိုတော့နောက်ထပ် video တစ်ခုမှာအဲပြောပြပေးပါမယ် ဒီမှာဆိုလို့ရှိရင်အဲဒီလိုမျိုး graph နဲ့ကြည့်တာကတော့ပိုလွယ်မလားမသိဘူးဆိုတော့ stop price က50 50မှာဒါပေမဲ့ကို့မှာက premium ကြီးပြီးထားတော့ minus 5ပေါ့နော်အဲ့လိုဆိုတော့ဒီ55ကကိုယ့်ရဲ့ break even point ဖြစ်နေမယ်ပေါ့နော်55ကကို့ break even point ဖြစ်နေမယ်တကယ်လို့55ထက်ကျော်သွားပြီ60ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ profit က5ဒေါ်လာဖြစ်သွားမှာပေါ့ ဘာလို့လဲဆိုတော့55ကကိုယ့်ရဲ့ဟို cost ကို50ရ share price uh, strike price cost 5က premium cost ဆိုတော့တကယ်လို့60ဆိုလို့ရှိရင်တော့5ဒေါ်လာ profit ရမယ်ပေါ့နော်အဲ့တော့55ကနေပြီးတော့တဒေါ်လာတက်တိုင်းတက်တိုင်းကိုယ့်ရဲ့ profit ကလည်းတဒေါ်လာတက်တက်သွားမယ်ပေါ့ဒါကတော့ call option ဆိုတော့ put option မှာကလည်း2ရဲ့ opposite ပဲ stop price ကအာ50နဲ့ဝယ်ထားတယ် ်ပရီမီယံကြီးက5ဆိုတော့55ထက် store price ကကျသွားမယ်ဆိုလို့ရှိရင် total break even ကတော့45ဖြစ်မယ်ဖြစ်မှာပေါ့အဲဟုတ်တယ်45ဖြစ်မယ်အဲ့လိုဆိုတော့ကိုယ့်ရဲ့ share က stock price က45အောက်ကိုကျလာလေလေကိုကအမြန်ရလေလေပဲဖြစ်မှာပေါ့ဆိုတော့ um sorry ပါ any comment ရှိရဆိုရှင်လည်းပြောခဲ့လို့ရပါတယ် ပထမဆုံးဗီဒီယိုဆိုတော့နည်းနည်းလေးတော့ weird ဖြစ်နေမှာထင်ပါတယ်